ခုတင်ဆက်ပေးမယ့်သတင်းကတော့ပေါ်ဆန်းဆန်24ပြီးအိမ်များကိုနိုဝင်ဘာလ26ရက်နေ့မှစတင်ပြီးအင်အားဖို့စနေဖြင့်ရောင်းချမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ပေါ်ဆန်းဆန်စင်းတို့ဒီနေ့ရက်အတွက်24ပြီးအိမ်များကိုနိုဝင်ဘာလ26ရက်မှစတင်ပြီးအင်အားဖို့စနေနဲ့ဖြည့်ပြီးရောင်းချပေးမှာဖြစ်ကြောင်းမြန်မာနိုင်ငံဆက်စပ်ပါအသင်းချုပ်ကသတင်းထုတ်ပြန်ထားကြောင်းသိရပါတယ်။ ယခုနေ့နိုဝင်ဘာလ26ရက်မှစတင်ပြီးစားသုံးသူအိမ်အောင်စုများတို့ AAG တရားရှိပေါင်း24ပြီကိုအိမ်ရောက်ဖို့စနစ် home delivery ဖြစ်၎င်း 10kg 5kg အစရှိတဲ့ပေါ်ဆန်းဆန်အိမ်များကိုလည်းရက်ွက်များဈေးများတွင်လှည့်လည်ရောင်းချပေးသွားမှာဖြစ်ကြောင်းသိရပါဗျာ။ ရခိုင်နိုင်ဒေသကြီးအတွင်းပေါ်ဆန်းဆန်ရွှေဘိုပေါ်ဆန်း ARI ပေါ်ဆန်းတူလောင်ဖြံပြူရောက်ချနေသူများလက်လီဆိုင်များအနေနဲ့မြန်မာနိုင်ငံဆက်စပါးကုံတွေများအတင်ဝါရန်ကုံစီတိုင်းတို့နဲ့ဆက်သွဲပြီးအစီအစဉ်နှင့်ပွားပါဝင်ရမှာဖြစ်ကြောင်းသိရပါဗျာ။ ်သူနောက်ထားသောပုံစံဆန်များကိုပစ္စည်းမှန်ဈေးနှုန်းမှန်အရေးသွေးမှန်နဲ့ဈေးကွက်အတွင်းဆင်ဆက်မပြတ်ထုတ်ရောင်းချရဲတူလောင်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းလုံးဝမပြုလုပ်ရန်လည်းအတိပေးထုတ်ပြန်ခဲ့ကြောင်းလည်းသိရပါရရှင်ဒီသတင်းကိုတော့မြတ်တီတီကိုကပေးပို့လာတာပါ